ဘဝဟူသည်ကိုတေရွဲ့နှင့်ပမာပုံခန်း၍နှိုင်းစတန်းဆိုရပါလျင်တယိုးတန်အလွန်ငယ်တဆယ်မကနှင့်ကျွဲလသောစိမ့်ပန်းရွက်နှင့်ဘဝမျိုးလည်းရှိသည်တညာတွင် တလွာရှိ၍ဤတလွာပင်တရွဲ့မြည်သောညောင်ရွက်ကဲ့သို့ဘဝမျိုးလည်းရှိပါ၏ခိုင်နှင့်ကျွန်တော်ဘဝမှာမူနှလွာပေါင်းမှတရွဲ့ဖြစ်ရသည်ဆွေတော်ရွက်ပမာသာ ဖြစ်ခဲ့ရသည် တလွာကြည်ခဲ့ပြီတရွဲ့မမြည်တော့သော အထီးကျန်ဤဘဝဝယ်ချစ်ရိပ်ပွင့်ကို လူလင့်ပါသာပြူငါဆန်းစုလွမ်းလိုလိုနှင့်တန်ချိုမြမြနှမပြောဝင် နေရစ်မင်းဟုနှမပြောဝင် နေရစ်မင်းဟု နေရစ်မင်းဟု နေရစ်မင်းဟုကျွန်တော်ယင်တွင်ဟိုတောင်ရံမရိုက်ခတ်တုတ်ပြန်လာသောအော်အောင့်ငဲ့၏ညွေတေးပမာဤကပြာ၏နောက်ဆုံးစာပိုက်များပဲ့တင်ထက်နေသည်စာပေကပြာလင်္ကာကိုညနိုးရကောင်းမှန်သိစာစာပေကပြာလင်္ကာကိုညနိုးရကောင်းမှန်သိတော်လဲ စာပေလင်္ကာကဗျာဆိုသည်မှာတမှုတရားတစ္ဆာအရင်တည်၍ဒုက္ခတစ္ဆာကျွင်းလေသည်သောဘဝလမ်းထာနေ၌တောကဝစ်ကြွေနှောင်ဘက်ချီမိလျာမှပေါက်ဖွားခြင်းကို ရှင်းလင်းမသိစဉ်တမယာဟိုစဉ်ကာလများကလေးကရှင်အက္ခတမာတိဤနေမိပုံခန်းပြူလာဤစာပိုက်များကိုအကြောင်းမဲ့တတတအကြိမ်ကြိမ်နှုတ်မှခုံခုံမင်းမင်းစိတ်ကူးရင် ရေရွတ်ခဲ့ဘူးသည်ယခုမှနှုတ်မှမရွတ်တာ ယင်မသာပဲ့တင်ထက်ရသောဤကပြသည် ခိုင်အတွက်ဖြစ်ရပါလေပြီကိုမောင်းကိုခွလွတ်ပါလေခိုင် နောင်ဘဝဆိုသည်လည်းရှိပါစေခိုင်ဘဝတို့အကြိမ်ကြိမ်ပြန်လဲမွေးဖမြောက်သောတန်တရာဆိုသည်နှင့်တန်တရာ၌ပြန်လဲတွေ့ဆုံတတ်သော ရေဆက်ဆိုသည်လည်းရှိပါစေခိုင်တန်တရာလမ်းပုံဘဝကွန်းထောက်တဆက်ခမ်းမှာရေဆက်အဟုန်ကြောင့်ခိုင်နဲ့မောင်ပြန်လဲတွေ့ဆုံကြလျင်မောင်းကိုခွလွတ်နိုင်ပါစေခိုင် မရှိတော့ပြီဖြစ်၍ မကြားနိုင်လေသူတူကို စကားဆိုသူတူအားယုတုတူဟုဆိုကြပါလေဆိုကြစမ်းပါလေကျွန်တော်ဒီယုတုနေသူတူအမှန်ဖြစ်ပါ၏အเจ้าမှာအထက်ပါကျွန်တော်စကားတို့ကို ချစ်လစွာသောခိုင်တယောက်မကြားနိုင်တော့ပါလေကျွန်တော်မိမြကြားစေခြင်းအုံးတော့ချစ်သောခိုင်မကြားနိုင်တော့ပါလေခိုင်မကြားနိုင်မှန်တိလျက်နဲ့နှမပြောဝင်နေရဲ့မင်းဟုဤစကားကိုကျွန်တော်နှုတ်မှမေရရွတ်ရဲ့ ရေရွတ်ခဲ့သောမမြင်နိုင်သောတောင်လေယူသည်မတိနိုင်သည့်နှွေတုခိုးတို့နောက်ဆွယ်ရှိဝိညာဉ်လောက၏မှောင်ခိုးရိပ်မှ စိတ်စိတ်တုံးတုံးရက်နေရမည်ခိုင်းစီတဲတောင်သွားသည်ဆိုပါစို့ခိုင်းအထင်မလွဲစေလိုပါနှမပြောဝင် နေရမင်းဟုကျွန်တော်မပြောရက်ပါတတ်နိုင်လေကျွန်တော်မပြောခြင်းပါနှွေဤပင်အိုကိုစွန့်ခွာမြေတက်လေထပ်ပါလေသူရော့ဝါတို့အားပင်အိုသည်နှုတ်ဆက်စကားမဆိုနိုင်တဲ့ကဲ့သို့ကျွန်တော်လည်းမဆိုခြင်းပါ ခတ်ဒီမှာခိုင်ဒီရောက်ဝါမဟုတ်ကျွန်တော်ဒီလဲပင်အိုမဟုတ်ကြုံရချက်နာသမျှမှာရောက်ဝါနဲ့ပင်အိုပမာမနိုင်တာကေပင်အိုအတွက်မူညိုသောရွက်တို့ကြွေစင်လေလင်ပြိုသောရွက်တို့ဝင်လင်ပေမည်နှစ်လွာပေါင်းမှတွေ့ရဖြစ်ရသည်ဆွေတော်ရွက်လျင် တလွာကြေခဲ့ပြီမို့တရွက်မမီတကယ်သူမပြည့်စုံတော်သော အထီးကျန်ဤဘဝဝယ်ဘဲအချိန်ထိရက်တီနေရာမှမတိနိုင်သည့်ကျွန်တော်နှင့်စာလျင်ပင်အိုသည်ကံကောင်းလေပါသည် ခံစားမှုမရှိ၍လေပို၍ကံကောင်းလေပါသည်ခံစားဆန်စားမှုရှိသောသုံးပါးလောကဝယ်ဒုံလဘဟု၍အမြင့်မြတ်ဆုံးဆိုသောအတိတ်ကိုလည်းမမိပြစ္ဆုတ်ပံကိုလည်းသိအနာဂတ်ကိုလည်းကြိုတင်မြင်တတ်သောသူ ဖြစ်နေရသည်ကျွန်တော်ဒီသာကံအစိုးဆုံးဖြစ်နေရပါ၏လူတယောက်အနေနဲ့ပိုင်ဆိုင်ထားရသောထက်မြက်သည့်အာယုံတရားတို့နှင့်ဥပါဒံဖုတ်သည်ခိုအောင်မိတွေရာတက္ကာယဒိဋ္ဌိမနောစိတ်ဘူးငါဆွဲဟူသည်တို့ကိုပင် မုံတီရလိမ့်မည်လားမပြောတဲ့ပဝင်းကျင်ကိုလည်းမမြင်ချင်းမကြားချင်းမသိချင်းပါခိုင်းအတိတ်ဆိုတာကိုလည်းမေ့ချင်ပါသည်ခိုင်းပစ္စုပန်မှာလည်းမောင်မပြောပါဘူးခိုင်းအနာဂတ်ဆိုတာကိုတော့တွေးမိတိုင်းကြောက်လန့်မိတယ်မိခိုင်ရေမမြင်ချင်းတော့လေပဝင်းကျင်ကိုကျွန်တော်မြင်နေရတယ်ကျွန်တော်မြင်နေရတော့ပဝင်းကျင်မှာလင်းငင်တိုင်းရိုင်းရိုင်းတဲတဲဝဲဝဲလွင်လွင်စင့်စင့်ဆက်ဆက် ကျွေတက်နေသောရောက်ဝါကျွေမြေခါသည့်နှွေလာရက်စည်းစာရိတ်ပြာရည်ရည်သည်ကျွန်တော်ရက်တီနေရာမှာမြေပုံမှုမှုအုတ်ကူညှို့ညို့တို့ဖြင့်မြှုပ်အပ်တည်းရေမရှိပါလေသောတင်ချိုင်းမြေသာသည်ရောက်ဝါဆိုသည်မှာဇလန်းဆုံးခန်းတွင်လွမ်းတွဲမဆိုပဲငိုပွဲကိုဟန်အမူအရာဖြင့်တည်ယူတတ်သည့်ယာတီဤကကြည်တဲ့များဖြစ်ပါ၏ယာတီကကြည်တဲ့တို့ဤငိုပွဲကိုအသေးကြွေလို့ဖြင့်ရှုမြင်နေရင်ကျွန်တော်ဒီသာမငိုရဲပါ ငိုကျင်ပါရဲ့ခိုင်ဒါပေမဲ့စိတ်ငြိမ်တဲ့ခန့်ရဲ့ဝိညာဉ်လောကဟာမောင်ရဲ့ငိုရှိုက်တံတွေကြောင့်နှောင်းဘဝတောကပဲ့တင်ချက်နဲ့မပြည့်စည်စေလိုဘူးမိခိုင်မိခိုင်တယောက်ဖြစ်ရာဘဝမှာငြိမ်းချမ်းနိုင်ပါစေမောင်ဘဝတော့မငြိမ်းချမ်းနိုင်တော့ပါဘူးမိခိုင်ရဲ့မောင်အပေါ်ခိုင်ချစ်သည်မဖြစ်ခဲ့ရတဲ့အကြောင်းကံဆိုးကိုအညိုးနဲ့မုံမိလေသည်မမောင်ဘဝမှာငြိမ်းချမ်းရေးဆိုတာမရှိနိုင်တော့ပါဘူးခိုင်ရဲ့တိလျက်နဲ့လေ ်ချစ်ဝိဘဟုဆိုများဆိုကြပါစေကျွန်တော်ဖြစ်ရသည်မှာကြဲကြွေတာကိုလေကာကောက်သည့်တယောက်သောသူယူပမာဖြစ်ပါ၏ကျွန်တော်ရှာဖွေကောက်သောကြဲကြွေများမှာမရှိတော့ပြီဖြစ်သောအတိတ်ကာလမှလမ်းစွတ်တန်းတဖွဲရာများသာဖြစ်ပါ၏ခိုင်နှင့်ကျွန်တော်အတူကျင်လည်ခဲ့ရသည့်အတိတ်ကာလမှလမ်းစွတ်တန်းတဖွဲရာများသာဖြစ်ပါ၏